အခုဆက်ပြီးတော့မွန်တိုင်းနေ့အပိုင်းကိုကြည့်မယ်ပေါ့နော် ဲ့တော့မွန်တိုင်းနှစ်အပိုင်းကသူကစတာပု္ပ္ပာအပိုင်းဖြစ်တယ်အဲ့တော့အခုစတာပု္ပ္ပာကိုဖြည့်ဆွရတဲ့အခါမှာကိုရီတိထားရမယ့်အချက်ကလေး၃ချက်ရှိရပေါ့နော်အဲ့ပထမဆုံးတစ်ချက်ကကိုရီကပေးထားတဲ့အဖြေ၄ခုလုံးတစ်ကနေ၄အတွင်းကဒါတွေအကုန်လုံးကအဖြေတွေအဲ့တော့အဲ့ဒီအဖြေ၄ခုလုံးကတောက်တောက်စီထားတာဖြစ်တဲ့အတွက် ကိုရီကအတဲ့ပြန်ပြီးတော့စီပေးရမယ်ဝါကြလူစနစ်တကြနဲ့ပြန်ပြီးတော့စီပေးရမယ်ဒါကပထမဆုံးအချက်ပေါ့ ါပြီเนาะအဲဒုတိယတစ်ချက်ကကျတော့ star ကိုဘယ်အကွက်မှာပြထားလဲဆိုတာသိချကြည့်မယ်နှစ်ကွက်မြောက်မှာလားသုံးကွက်မြောက်လားအဲကိုတပုတ်ချင်းစီကိုသိချ star ပြထားတဲ့နေရာကိုကြည့်ပါမယ်မတူတာကြီးလည်းဖြစ်တယ်လို့ပါเนาะနောက်ဆုံးတစ်ချက်ကတော့ကိုရီစီထားတဲ့စာချောင်းနဲ့ star ပြထားတဲ့အကွက်နှစ်ကို ပြန်ကြိုက်ကြည့်ပြီးတော့အဖြေပြန်ရှာပြီးထည့်ပြရမယ် ဒါနောက်ဆုံးအချက်ပေါ့နော်အဲဆိုရင်အခုဖြည့်စရက်တုံးနှစ်တိပြီအဲ့တော့အခု star pose ရဲ့အချိပန်စပြီးတော့ဖြည့်ကြည့်မယ်ပထမအဦးဆုံးတစ်ပုတ်အဲ့တော့ဖြည့်စရက်ခါကြရင်ကိုရီကကွက်လက်ပါတဲ့စာချောင်းကိုအကြံမြင်လေးဖတ်မယ်အဲ့တော့ကွက်လက်ရဲ့အရှိအနောက်ကိုလည်းကြည့်ဖို့တွန်းမမေ့စေနဲ့ကွက်လက်အရှိမှာဘာဘက်ကိုတုံးထားလဲကွက်လက်အနောက်မှာဘာစကားလုံးတုံးထားလဲအဲ့ပေါ်မူတည်ပြီးတော့ကိုရီကစာချောင်းပေးထားတဲ့အချိလေးခုလုံးကိုအတဲ့ပြန်ပြီးတန်းစီပေးရမယ်အဲ့တော့ပထမအဦးဆုံးကြည့်ရအောင်နံပါတ်14ရည်ပြန် ဆမှာပေါ့အဲ့နံပါတ်14မှာဆိုရင် तू က E မှာရေးထားတယ် Hi Sakura Leo can this ဒီခန်းကြီးက Leo ခန်းလို့ခေါ်တယ်တဲခိုခန်းခန်းကြီးလေး Sakura တဲခိုခန်းကပါတဲ့စမီမဆန်တစိမ့်လောက်ပါတဲ့ခရော့ဝစန်နင်းတဲ့တူမာတဲ့ခရော့ဆိုတော့ဒီနေ့ကတဲ့စန်နင်းတဲ့လူ၃ယောက်နဲ့ တုံမာတယ်ရုတုံမာတယ်ရုဆိုတာတဲခိုခန်ဆိုမှာတော့တဲခိုတယ်လို့ပဲပြောမှာပေါ့အဲ့တော့တဲခိုနိုင်မဲ့တုံမာတယ်ရုဆိုတာတုံမာဒီမတ်စရဲတဲခိုဒီကိုသူကခါနိုးခဲဖောင်ပြောင်းထားတဲ့ပုံစံရေးထားတယ် dictionary ဖောင်လေးနဲ့ကတ်ထားတယ်ပေါ့နော်အဲ့တော့တုံမာတယ်ရုတဲခိုနိုင်မဲ့နာနိနာနိရဲ့ရေးထားတယ်အဲ့တော့အီမာကျတော့ hide the i the imasra ကလွတ်နေပါလေတဲ့အဲ့တော့ဒီနေ့၃ရောင်းနဲ့တဲနိုင်မဲ့ကွက်လက်ကိုလိုချင်တာအဲ့တော့တစ်ခါနဲ့လေးထွင်းကိုပြန်စီမယ် တဲနိုင်မဲ့အောက်မှာတက်မှာဆိုရင်အိုပေးထားတယ်။နှစ်မှာဂပေးထားတယ်။သုံးမှာဟဲရဆိုရဲအခမ်းပေးထားတယ်။လေးမှာဆိုရင်ယောယာခုရှိတိုင်းနိုဒက်ဆိုပြီးတော့ပေးထားတယ်။ယောယာခုဆိုတာဘာလို့ကြလဲ။ပိုကင်အနောက်မှာရှိတိုင်းနိုဆိုတော့ပိုကင်လှုပ်ချင်လို့ပါလို့သူကပြောထားတယ်။ အဲ့ဒါဆိုရင်ဘယ်လိုမျိုးဘာသာပြန်ကြမလဲဘယ်လိုအတက်စီမလဲတုံမာရဲတို့တဲခိုနိုင်မယ်အခန်းကိုပိုကင်တင်ကျင်လို့ပါဒီလိုစိတ်မမှန်နိုင်ဘူးလားနော်စာကြောင်းစီလိုက်တာအဲ့တော့တုံမာရဲတို့နောက်မှာဘာနံပါတ်ထည့်မလဲဟဲရဆိုရဲအခန်း3နံပါတ်3ခန်းကြီးလေးကိုထည့်မယ်နံပါတ်3စကလုံးလေးကိုထည့်ပြီးတော့ရေးပေးမယ်အဟဲရဆိုရဲစကလုံးလေးကိုပထမဦးဆုံးစီလိုက်မယ်အဲ့တော့နံပါတ်3ကနေစမယ်ပြီးရင်နောက်တစ်ခုဘာထည့်မလဲ ဟဲရဆိုတဲ့အခန်းကိုလိုချင်တာအဲဘိုကင်တင်ချင်တာအဲ့အတွက်နံပါတ်၁ကဟဲရအိုဆိုတဲ့စကားလုံးလာမေးပြီးရင်နောက်တစ်ခုကဘိုကင်တင်ချင်တဲ့ဆိုတဲ့ရောယာခုစတိုင်းကို desk ကိုရေးပေးမေးအနောက်က death ဆိုတော့ death ဆင်းငါဆိုပြီးတော့ညီက gas ဆိုတဲ့စကားလုံးကြီးရေးပြလိုက်မယ်။တုံမာတဲ့သူဟေးရ။အို့ ကျော်ရကူစတိုင်းကိုဒက်စကအဲ့တော့ဘိုကင်တင်ကျင်လို့ပါဟုတ်တယ်နော်အဲ့တော့အခုတန်းစီပြီးသွားပြီစတားကိုဘယ်ကွက်မှာပြထားလဲနှစ်ကွက်မြောက်မှာပြထားလေအတွက်နှစ်ကွက်မြောက်မှာနံပါတ်1ကဂါကိုဆိုရဲစကလုံးအထီးလေးရှိတယ်အဲ့တွက်အထီးမှန်ကနံပါတ်1ပါဒီလိုမျိုးရွေးချယ်ပြီးရတာဟုတ်ပြီနော်အဲ့ဒါဆိုရင်ကိုရဲအခုစီသွားတာပလမောင်စွန့်တပုတ်ကိုစတားပုစာလေးဖြည့်ကြည့်သွားတာနော်ဒီလိုလေးဖြည့်ပြရပါမယ်နောက်တပုတ်လေးဆက်ကြည့်မယ်နံပါတ်15 အဲ့ပုတ်နံပါတ်15လေးကိုကြည့်ကြမယ်နံပါတ်15မှာတမောဒချီနီရတငယ်ချင်းနဲ့ကွက်လန်နိုနီအဲနိုနီရနော်အဲနောက်တစ်ခုကအီအဲနီရဝါစူရဲတဲခိတဲရှမာတာအီအဲဆိုရအိမ်မှာဝါစူရဲတဲခိတဲရှမာတာမိပြီးတော့လာမိသွားတယ်တငယ်ချင်းနဲ့ကွက်လန်မယ်အိမ်ကိုအိမ်မှာမိပြီးတော့လာမိသွားတယ်အဲ့တော့ဘာဖြစ်မလဲအောက်မှာကြည့်ကြည့်နံပါတ်7မှာကခရီတာခရီတာကဘာလုပ်တာလဲငှားခဲ့တယ်စရတာဖောင်ပြောင်းနှားတာ နမနှစ်မှာကတိုအိုမိုတဲအီတာဆိုတော့လို့ထင်ခဲ့တယ်နမသုံးမှာကြတော့သူကဘယ်နေလာလဲဆိုတော့ခအေးဆိုလို့ရေးထားတာခအေးရှိမဆိုရယ်ပြန်ပေးတီကိုသူကအီကိုခေဖုံပြောင်းထားတဲ့အတွက်ခအေးဆိုနံပါတ်၄မှာဟွန်းအိုဆိုရယ်စာအုပ်ကို အဲ့တော့ကြည့်လိုက်မယ်ဆိုရင်ဒီမှာတွဲလို့ရတာကနံပါတ်3နဲ့နံပါတ်2နဲ့ကိုတွဲလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ Eco Cafe ရဲ့အနောက်မှာဆိုရင်ဘာလိုက်လဲ။ To Omote Imos ရာလေးလိုက်တယ်ဆိုပြီးတော့ပတ္တာမှာတုံးဝသင်ခဲ့ဘူးတဲ့။အဲ့တော့နံပါတ်3ကခအေဆို To Omode Ida ဒီနှလုံးကအရှိအနောက်လေးတွဲလိုက်ပြီ။အဲ့တော့ကျန်နာကနံပါတ်1နဲ့နံပါတ်4အဲ့နံပါတ်4မှာကစာအုပ်ကိုတဲ့။အဲ့တော့တန်ငယ်ချင်းစီကဘာလောက်တာလဲ။ငှားခဲတဲ့စာအုပ်ဆိုရင်ပုံမှန်မှန်နိုင်ဘူးလား။ ဲ့တော့ငှားခဲ့တဲ့စာအုပ်ဆိုတော့နံပါတ်1ကိုရှေ့ဆုံးမှာရေးမယ် နှားခဲ့တဲ့စာအုပ်ကိုဆိုတော့ဟွန်းအိုဘာလုပ်ခဲ့တယ်ခါအဲဆိုတို့အမှုတဲဤတာနိုနိနှားခဲ့တဲ့စာအုပ်ကိုပြန်ပေးမယ်လို့တွေးခဲ့ပေမဲ့နိုနိတွေးခဲ့ပေမဲ့အိမ်မှာဘာဖြစ်ပြီးလဲမေ့ပြီးတော့လာခဲ့ပါတယ်ဒီလိုဆိုမှန်မှန်သွားဘူးလား address star ကိုတွားကြည့်တော့ star ကနှစ်ကွက်မြောက်မှာရှိနေတဲ့အတွက်အထီးကနံပါတ်၄ဖြစ်သွားလိမ့်မယ်အထီးကနံပါတ်၄ဒီလိုလေးဖြည့်ပြီးရတာ နော်နောက်တစ်ပုတ်လေးဆက်ကြည့်မယ်နံပါတ်16နံပါတ်16မှာကဒန်ရှာကအိုခူတဲ့တဲ့တဲ့နောက်ကြပြီယထာနောက်ကြပြီခွန်စာတိုက ဟာဂျီမာရုခွန်စာတိုဆိုရယ်ဖြောပြေးပွဲကဟာဂျီမာရုစတဲ့တဲ့ဟာဂျီမာရုကစတန်တာ ကွက်လကကွက်လပဲမဲ့မာနီအတာတဲ့ဘာဖြစ်ခဲ့တာလဲမာနီအာအီမော့စ်ဘာဖြစ်သည်အချိန်မီသည်မာနီအတာဆိုတော့အချိန်မီခဲ့တဲ့ကွက်လပဲမဲ့အချိန်မီခဲ့တဲ့အဲ့တော့ဘာကြည့်ရအောင်တက်မာကမာဒိန်နီမာဒိန်နီကဘာလဲနောက်ဆုံးထားပြီးနမနှစ်မှာခါဒုခလာမလာဆိုတာခါဒုခနမသုံးမှာ ရှင်ပိုင်းရှိတာဒါရှင်ပိုင်းဆိုရဲစိတ်ပူခဲ့သည်ဆိုရဲရှင်ပိုင်းဝီထားတာနံပါတ်၄မှာကဘာလဲသူကခိုင်ဂျိုနီစခုခိုင်ဂျိုနီစခုခိုင်ဂျိုဆိုရဲနေရာကိုစခုရောက်ရှိတယ်ခိုင်ဂျိုနီစခုလို့ရေးထားတယ်အဲ့ဆိုဘလို့ရေးမလဲခိုဆိုရဲရှိုးပွဲကိုတဲ့ဟာဇီမာဒုစမေမာဒီနီနောက်ဆုံးထားပြီးစမေချိန်နောက်ဆုံးထားပြီးတော့ ပါလုံးမလေးအဲဆာမန်ချိန်နောက်ဆုံးထားပြီးတော့ခိုင်ဂျော်နီစခူဂါဒူကခိုင်ဂျော့စ်ရဲ့နေရာကိုစခူဟာရောက်ရှိတာ အနောက်မှာခါဒုခထဲ့ရင်ရောက်ရှိလားမရောက်ရှိဘူးလားဆိုတာကိုမလုပ်မလဲရှင်းပိုင်းစီတာကရှင်းပိုင်းဖြစ်ခဲ့တယ်စိတ်ပူခဲ့ပင်မဲ့ဒီလိုထဲ့ရတာဘာဖြစ်မလဲမာနီအတာအချိန်မိခဲ့တယ်တဲ့ဒီလိုရေးပြရတာခွန်စာတိုးကိုစမဲ့အချိန်နောက်ဆုံးထားပြီးတော့ခိုင်းကြောဆိုတဲ့နေရာကို ရောက်လားမရောက်လားဆိုတာစိတ်ပူခဲ့ပင်မဲ့အချိန်မိခဲ့ပါတယ်အဲ့အတွက်နှစ်သုံးကွက်မြောက်မှာစတားပြထားတဲ့အတွက်အဖြေကနမတ် နှစ်ကိုထည့်ပေးရမယ်သူ့အဖေကနံပါတ်နှစ်ဟုတ်ပြီနော်အနောက်တစ်ပုတ်ဆက်ကြည့်ရအောင်နောက်တစ်ပုတ်ကကျတော့ဗာလီတဲ့နံပါတ်၁၇ကြည့်မယ်စိုက်ခင်အခုတလောတဲ့အိုတိုတိုဝါတဲ့ညီလေးကဝတာရှိက ကျွန်တော်ကိုကွက်လတ်နာဒီမတ်စတာကွက်လတ်ဖြစ်ခဲ့ပါလေတဲ့နံပါတ်၁မှာကယောနီနံပါတ်၂မှာအာနီမဲနီခယောမီအိုမော့ဆစ်ရဲခယောမီကစိတ်ဝင်စားမှုကိုမော့ဆစ်ပိုင်ဆိုင်ပါတယ်တဲ့ နံပါတ်၄မှာကမိသဲအီရူတဲ့ကြည်နေတယ်တဲ့။ဟောကြည်နေတဲ့အန်နီမဲကို စိတ်ဝင်စားလာပါတယ်။အဲအိုတိုတိုဆိုရင်ညီလေးကကျွန်တော်ကြည်နေတဲ့အနီမေကိုစိတ်ဝင်စားမှုရှိလာတာအဲ့တွေကျွန်တော်ဝါတာစီကဘာလို့မလဲနံပါတ်၄ကမိသဲအီရုကြည်နေတဲ့ အာနီမဲနိအနီမဲကိုဘာလောက်လိုက်တာလဲအနီမဲနိနိရဲ့နောက်မှာခယောမီဆိုတဲ့စကားလုံးလိုက်ပူတယ်ဒီနော်အဲ့တော့ခယောမီအိုမုစစိတ်ဝင်စားမှုရှိလားအောင်နောက်မှာယောနီလေးထည့်ပြီးလိုက်ဒါဆိုရင်အဆင်ပြေသွားပြီမိသဲဤတို့အာနီမဲနီခယောမီအိုမုတ်စယောနီစိတ်ဝင်စားမှုရှိလားအောင်အဲ့တော့ဒီစတားပြထားတာ၃ကွက်မြောက်ဆိုတော့၃ကွက်မြောက်မှာနံပါတ်၃ရှိရတဲ့အတွက်သူ့ရဲ့အဖြေကနံပါတ်၃ကစမ်းပန်လေးဖြစ်သွားတယ်ဟုတ်ပြီနော် အဲ့တော့အဖြေတစ်ခုခုအကူစပြီးဖြေတော့မယ်ဆိုရင်တစ်ကနေလေးကျွန်းမှာပဲဆရာဘာတစ်ခုမှမရှိဘူးအဲ့ဒီလေးခုလုံးကိုစီလျော်အောင်ဝတ်ကြလို့ပြန်တိဆောက်မယ်တိဆောက်ပြီးတော့ရင် star ကိုဘယ်ကွက်မှာပြထားလဲသိချာကြည့်မယ်တပုတ်ချင်းစီရဲ့ star ပြထားတဲ့ပုံကမတူပါဘူးအဲ့အတွက် star ပြထားတဲ့အကွက်သိချာကြည့်ပါပြီးရင်ကိုဝတ်ကြစီထားတဲ့စာချောင်းနဲ့ပြန်တိုက်ပြီးပြန်စီပြီးတော့အဖြေဖြေပါမယ်နော်ဒါဆိုရင်တော့ star